အလုံးပဲမင်္ဂလာပါချွန်ရိုက်ဒီအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့2025ခုနှစ်မေလ13ရက်နေ့အတွက်ခေါင်းနှံတုံချွန်ရီဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဆမ်မဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ချင်းငင်အောင်အဖွဲ့ကိုတက်မတော်တရက်အဖြစ်တိုးမြှင့်ဖွဲ့စည်းမဲ့သတင်းအိန္ဒိယကမြန်မာပိုင်နဲ့ထဲကြိုးကြော်ပြီးခြံစည်းရိုးကန်ရမှုရှိနေကအယုဂျီအစိုးရနဲ့ညှိနှိုင်းဆောင်ရွက်ဖို့တောင်းဆိုထားတယ်လို့ဆိုတဲ့သတင်းနဲ့ လက်လက်တဲ့မီဒီယာများအချက်အတဲကြားရှင်သန်တီတန့်ရေးတိုင်းသားမီဒီယာငေလာခမဆွေးနွေးခဲ့တယ်လို့ BNI ထုတ်ပြန်စတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။အခုအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ချင်းကာကွယ်ရေးတပ်ဖွဲ့6ဖွဲ့ပေါင်းစည်းထားတဲ့ချင်းငင်တော်အဖွဲ့ကိုချင်းပြည်နဲ့ချင်းတမျိုးသားလုံးကိုအကာအကွယ်ပေးနိုင်တဲ့တပ်မတော်တရက်အဖြစ်တုံ့မြင့်ဖွဲ့စည်းနိုင်ရေးစတင်လှုံ့ဆော်နေပြီလို့ချင်းငင်တော်အဖွဲ့ကကြေညာလိုက်ပါတယ်။ ချင်းပြည်နယ်လွတ်မြောက်နယ်မြေတနေရာမှာမြေပြင်အစည်းအဝေးတရက်ကိုအပြေလ26ရက်နေ့ကနေ29ရက်နေ့အထိချင်းရင်တော်အဖွဲ့ဝင်တွေကအောင်မြင်စွာကျင်းပပြီးတဲ့နောက်အနာဂတ်စီရင်နိုင်ငံရေးအပအဝင်ခြေပြန့်တဲ့သဘောတူညီချက်အစ်တွေဆုံးဖြတ်ထွက်ပေါ်လာခြင်းကိုမေလ7ရက်နေ့မှာချင်းရင်တော်ကတရားဝင်ထောက်ပြလိုက်တာပါ။ ချင်းငင်တော်အဖွဲ့ဝင်တပ်ဖွဲ့များပေါင်းစည်းကချင်းပြည်နယ်ချင်းတမျိုးသားလုံးကိုအကောက်အွယ်ပေးနိုင်တဲ့ပုံမိုချစ်လက်ခိုင်မာတဲ့တပ်မတော်တရ Standard Army အဖြစ်တိုးမြှင့်ဖွဲ့စည်းနိုင်ဖို့အခြေခံမိုများချမှတ်ခဲ့တယ်လို့ဆိုပါရီအဓိကကျွန်တော်တို့က One Army အနေနဲ့သွားနိုင်ဖို့ကကျွန်တော်တို့ရဲ့ချင်းငင်တော်အဖွဲ့စည်းမှ6ဖွဲ့ရှိပါတယ်။အဲ့ဒီ6ဖွဲ့စလုံးကကိုယ့်ရဲ့မိခင်တပ်ဖွဲ့မှာချစ်ချစ်လေးလေးနဲ့ Command နဲ့ Control ကောင်းကောင်းလေးနဲ့အဓိက Chain of Command ပေါ့ စစ်ချုပ်တို့က yes လို့ပြောရင်အောက်ချစ်အထိ yes ဖြစ်မဲ့ chain of command ကောင်းကောင်းကိုတည်ဆောက်နိုင်ဖို့အချိန်ယူပြီးတော့ကျင်းစင်နေတဲ့အချိန်ဖြစ်ပါတယ် အဲ့ဒီလို chain of command သွားနိုင်ဖို့ကတင်တန်းကအရင်အရေးကြီးပါတယ်အခုချိန်ကစပြီးတော့ချင်းခင်တော်အဖွဲ့မှာပါတဲ့သူအားလုံးကတူငေတဲ့တင်တန်းတင်ကန်းစာတွေတူငေတဲ့တင်တန်းကြာချိန်တွေလေးလလား6လလားပေါ့အားလုံးတစုတစီတဲ့သွားနိုင်ဖို့ကတူငေတဲ့အရာတွေလိုအပ်ပါတယ်လို့ချင်းအမျိုးသားကာကွယ်တပ်ဖွဲ့ CNDF နဲ့ချင်းခင်တော်အဖွဲ့ကြိုးရဲစုံကွန်ရှိသူ slide တင်မေကပြောပါရီနိုင်ငံရေးမှာ ICNCC လမ်းကြောင်းနဲ့သွားနေတဲ့ချင်းခင်တော်အဖွဲ့ဝင်တွေဟာ စစ်ရေးမှနောက်ဆုံးရင်မှန်ချက်မှာ1 command 1 army အဖြစ်တစုတစည်းထဲသွားနိုင်ဖို့ဆောင်ရွက်သွားမှာဖြစ်ကြောင်းချင်းငင်တော်တနစ်တာစစ်ရေးဖော်ဆောင်မှုတွေလှုပ်ဆောင်ပြီးတဲ့နောက်လက်ရှိမှာ1 army အဖြစ်သွားနိုင်ရင်စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရပါတယ် ချင်းပြည်အစိုးရပေါ်ပေါက်လာရေးအတွက်တန်းတူညီမျှရေးတရားမျှတာချင်းကုကြမကိုဖန်တီးနိုင်ချင်းအစရှိတဲ့ဒီမိုကရေစီစံနှုန်းထားတွေပါဝင်တဲ့ချင်းငင်နောင်ရဲ့ Terms of Reference တော်အတိုင်းဆက်လက်အကောင့်ထေပေါ်ဆောင်ရွက်ဖို့သဘောတူညီခဲ့ကြတယ်လို့လည်းသိရပါတယ်ချင်းပြည်အစိုးရဖွဲ့စည်းဖို့ကတော့လိုအပ်တဲ့ကျွန်တော်တို့ရဲ့ချင်းချတာကိုလည်းပြန်သုံးသပ်မှုတွေလုပ်ဖို့ဆွေးနွေးတာတွေလည်းရှိပါတယ်။ ICNCC မှာ draft ကတော့ထွက်လာပြီးအဲ့ဒါကိုချင်းငင်အောင်ရဲ့သဘောထားပြန်ပြီးတော့မှ review လုပ်ဖို့တရားကိုအဖွဲ့အစည်းတစ်ခုကနေလူပုဂ္ဂိုလ်နှစ်ဦးစီဆိုပြီးကိုယ်စားလှယ်လွှတ်ပြီးမှချင်းပြည့်အစိုးရပေါ်ပေါက်လာဖို့လိုအပ်တဲ့အဲ့ဒီ charter တွေကိုလည်းပြန်ပြီးတော့ပြင်ဆင်နေတဲ့အခြေအနေမှာရှိပါတယ်လို့စလိုင်းတင်မီကပြောပါတယ်ချင်းပြည်အစိုးရကိုချင်းမျိုးသားစီလုံးညီငွေရင်းနဲ့အနာဂတ်မှာချင်းပြည်တို့လူထုတရက်လုံးကိုကိုစားပြုတ်နိုင်ရင်ဆောင်ရွက်သွားမယ်လို့ဆိုပါရီ။ဂျေရင်းမဟာမိတ်ဆက်ဆံရေးနဲ့နိုင်ငံတကာဆက်ဆံရေးတုံးမှဖြစ်စေ စစ်ရေးနိုင်ငံရေးနဲ့လူမှုစီးပွားရေးတို့မှဖြစ်စေမူဝါဒတွေရေးဆွဲနိုင်ရေးအတွက်အခြေခံသဘောတူညီချက်တွေချမှတ်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။ချင်းငင်အောင်ထိန်းချုပ်နေမြေတွေအတွင်းမှာကျေးဇူးလူထုရဲ့အသက်ဦးအိမ်စီစဉ်တွေကိုကာကွယ်သွားမယ်အဖြစ်ကျမရေးပညာရေးစားနှက်ရိတ်ခါဖူလုံရေးအစားရှိတဲ့ပြည်သူဝန်ဆောင်ရေးလုပ်ငန်းတွေကိုလည်းထိထိရောက်ရောက်ဝန်ဆောင်မှုပေးနိုင်ဖို့အတွက်တည်ရင်းပြပါရှိမိပါပြည်သူတွေတောင်းလိုက်အင်အားစုတွေ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အတူလက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်အခြေခံသဘောတူညီချက်တွေချမှတ်ခဲ့တယ်လို့သိရပါတယ်။အချင်းမီနဲ့လွတ်မြောက်နယ်မြေတနေရာမှာကျင်းပတဲ့အဲ့ဒီအစည်းအဝေးကိုချင်းငင်တော်အဖွဲ့ဝင် အဖွဲ့အစည်းအသီးသီးကနေကိုယ်စားလှယ်တွေစုစုပေါင်း30ခုအိုးတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ ချင်းငင်နောက်အဖွဲ့မှ CDF မင်တပ်ချင်းအမျိုးသားကာကွယ်တပ်ဖွဲ့ CNDF PDF ဆိုလန် CDF မတူပီ CDF ကမ်ဘလန်နဲ့မရာလန်ကာကွယ်တပ်ဖွဲ့ MDF တို့ပါဝင်ပါရရှင်နောက်တရင်တဘောကတော့အိန္ဒိယကမြန်မာပိုင်နဲ့အတွင်းက600ခန်းမှာကျိုးကျော်ပြီးခြံစည်းရိုးကာယံနေမှုကို ရက်ဆိုင်ဖို့နဲ့ ဆက်လက်ကာယံလိုပါကအယူကြည့်ဖို့ဟိုအစိုးရနဲ့တော့ညှိနှိုင်းဆောင်ရွက်ဖို့တမှုဒေတာအခြေဆိုင်ဒေါ်လှိုင်းရင်အားစုတွေကအိန္ဒိယအစိုးရထံတောင်းဆိုထားကြောင်းသိရပါတယ်2022ခုနှစ်ဇွန်လကနေစတင်ပြီးအိန္ဒိယအစိုးရဟာအိန္ဒိယမနီပိုလ်ဘီနယ်နဲ့မြန်မာတမိုးနယ်စပ်အကြားခြံစည်းရိုးကာယံမှုကိုဆောင်ရွက်ခဲ့ရမှာတမိုးမြို့နယ်အတင်း6နေရာခန့်မှာမြန်မာပိုင်နဲ့တဲဝင်ရောက်ပြီး နေမီကျူးကျော်ကခြံစည်ရိုးခတ်နေခြင်းဖြစ်ကြောင်းတမိုးမြုံနယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှနိုင်ရကတူကပြောပါရီနေမီကျူးကျော်ခြံခတ်တာကိုအားလုံးသဘောထားအရလက်မခံတဲ့အတွက်ကန့်ကွက်ထားတယ်မြေပြင်မှာကရဲဘော်တွေက ကိုတိုင်သွားရောက်တားမြစ်ထားတယ်အိန္ဒိယဘက်ကဆက်လုပ်ခြင်းနဲ့နှစ်နိုင်ငံတာဝန်ရှိသူတွေနေမီကွင်းစင်မီသဘောတူတဲ့နေရာမှာခြံစည်ရိုးဆက်ကာဖို့ပြောပါရီကျွန်တော်တို့ကအခုလိုတိုက်ပွဲကာလမှာအခြေအနေမပေးသေးဘူးဒီအတိုင်းပဲရပ်ထားဖို့ပဲလိုလားပါရီ ကွင်းစင်းမယ်ဆွေးနွေးမယ်ဆိုရင်လည်းအယူကြည်ဖို့အစိုးရနဲ့ပဲညှိနှိုင်းတိုင်ပင်ရမယ်ပြောထားပါတယ်လို့တမိုးမြုံနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှနိုင်ရကတူအကပြောပါတယ်။လက်ရှိစစ်အာဏာရှင်ကိုဒေါ်လာနေတဲ့ကာလမှာအိန္ဒိယအနေနဲ့ခြံစည်းရိုးကာယနေမှုကိုဆက်မလုပ်စေခြင်းကြောင့်အမျိုးသားညီညွတ်ရေးအစိုးရထံကိုလည်းအိန္ဒိယဖက်မှမြေပြင်ကျိုးကျော်ထားမှုကိုပုံနဲ့တကွတင်ပြထားကြောင်း၎င်းကဆိုပါတယ်။နေမြေကျော်ပြီးခြံစည်းရိုးခတ်မှုတွေမှာ အိန္ဒိယနိုင်ငံမနီပူပြည်နယ်နဲ့မြန်မာပိုင်နဲ့တမိုးမြောက်ပိုင်းမြို့တစ်မြို့ဖိုင်ရန်ကျေးရွာအနောက်ဘက်နယ်ဆာဝမ်လီကျေးရွာအနီးမှာလည်းဖြစ်ပွားကြောင်းဒုတိယနေရာမှာတမိုးမြို့နဲ့မြို့တစ်မြို့အကြားတည်ရှိတဲ့ဝက်ရှုကျေးရွာနဲ့ဆရာဆန်ကျေးရွာအကြားနယ်ဆက် BB82 ကြားတတိယမှာတမိုးမိုရဲနယ်ဇ 1gate အနီး PP7778 အကြာချက်ကြောင်းသိရပါတယ် အဲ့ဒီအပြင်စတုထနေရာမှာတမိုးမြုပ်တောင်ပိုင်း BP 75 76ကြာမီနိုးရွာနဲ့ဘီတူရွာကြားအိန္ဒိယဘက်ကရွာဘီတူရွာကြားနဲ့ပြင်စမနေရာမှာ BP 74 75ကြာမြောက်ငိုချံပနဲ့နောက်ဆုံးနေရာမှာခံပတ်မြို့အနီးကမကြီးရွာအနောက်ဘက် BP 59 60ကြာဖြစ်တယ်လို့သိရပါတယ် အချို့နေရာပေး၂00အချို့နေရာမီတာ100ရဲ့မီတာ200ရဲ့အချို့နေရာမှာတစ်ဖာလုံးအချို့နေရာမှာနှစ်ဖာလုံးခန့်အဲ့လိုတနေရာနဲ့တနေရာမတူဘူးလို့တမိုးမြုံနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှနိုင်ရကတူကပြောပါရီအိန္ဒိယတာဝန်ရှိသူတွေကလည်းမြန်မာတော်လှန်ရေးအင်အားစုတွေဘက်ကတားမြစ်ချက်တွေကိုတရားဝင်ပြောဆိုခွင့်ရှိသူနဲ့ဆွေးနွေးလို့ကြောင်းတုံ့ပြန်ထားတယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံဟာအမျိုးသားလုံခြုံရေးအကြောင်းပြချက်နဲ့ကီလိုမီတာ1643ရှည်လျားတဲ့အိန္ဒိယမြန်မာနယ်စပ်တစ်လျှောက်ကိုခြံစည်းရိုးခတ်နေခြင်းဖြစ်ပြီးတော့အဲ့ဒီအတွက်ရူပီကတိ3000ရထားတယ်လို့သိရပါတယ်နေဆက်တခြားခြံစည်းရိုးခတ်ခြင်းအပြင်မိုးရစေဝါနဲ့လက်နဲ့မောင်းခိုတင်သွင်းမှုတွေကိုဟန်တာနိုင်မှာဖြစ်ပြီးတော့ဒေသတွင်မှလည်းနေနေတင်ငင်အင်ဂျာမှုတွေရှိလာမယ်လို့အိန္ဒိယအာဏာပိုင်တွေကပြောဆိုထားပါတယ်ရှင် အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့လက်လက်တဲ့မြန်မာသတင်းမီဒီယာတွေအချက်အသေးကြားကရှင်သန်တည်တံ့ရေးကိုမြန်မာနိုင်ငံပြည်ပတနေရာမှာဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့တယ်လို့နိုင်ငံတကာမြန်မာသတင်း BNI ကမေလ10ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်မေလ9ရက်ကနေ9ရက်နေ့အထိမြန်မာနိုင်ငံပြည်ပတနေရာမှာ နိုင်ငံတကာမြန်မာသတင်း BNI ကကြီးမိုးပြီးနောက်မှအချိန်မြောက်တရင်သားမီဒီယာငေလာခန်းကိုကျင်းပပြုတ်လောက်ရှာမှာ အခုလိုဆွေးနွေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ငီလာခန်တက်ရောက်လာသူတရင်သမားတွေက လက်တလုံးကြုံတွေ့နေရတဲ့ပန်နိုင်ရဲ့အပါဝင် အခြားအခက်ခဲတွေကိုတင်ပြဆွေးနွေးမှုအပေါ်အလှရှင်တွေနဲ့တက်ရောက်လာတဲ့အဖွဲ့အစည်းတွေကလည်းအကြံပြုဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါရီလက်လက်တဲ့သတင်းမီဒီယာတွေရေရှည်ရည်တည်နိုင်ရေးအတွက် နိုင်ငံတကာကုန်ငွေထောက်ပံ့မှုတွေအပြင်တတိယမီဒီယာတစ်ခုချင်းစီကနေလန်တွင်ရှာဖွေစ조사တင်ကြောင်းလဲဆွေးနွေးခဲ့ကြပါတယ်တရင်သားမီဒီယာငေလာခါမှာမြန်မာနိုင်ငံအတွင်းဖြစ်တည်နေတဲ့ကြားကာလအုပ်ချုပ်ရေးဆိုင်ရာရှုပ်ထွေးမှုအခြေအနေတွေနိုင်ငံရေးရှုပ်ထွေးမှုကြားကသတင်းတင်ဆက်ထုတ်လွှင့်မှုအခြေအနေတွေနဲ့အနာဂတ်အုပ်ချုပ်ရေးဆိုင်ရာအခြေအနေတွေကိုလည်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ် ညီလာခံမှာနိုင်ငံတကာမြန်မာသတင်း BNI ကစုစည်းနေတဲ့သတင်းမီဒီယာဆိုင်ရာဥပဒေတွေအပေါ်တင်ဆက်ဖြစ်ဆက်အကြံပြုဖို့လိုအပ်ချက်တွေကိုလည်းထပ်မံဖြစ်ဆက်ဆွေးနွေးခဲ့ကြကြောင်းဆွေးနွေးချက်တွေမှာမီဒီယာကောင်စီနဲ့သတင်းမီဒီယာဥပဒေရုပ်မြင်သံကြားနဲ့အသံထုတ်လွှင့်ခြင်းလုပ်ငန်းဆိုင်ရာဥပဒေအများပြည်သူဝန်ဆောင်မှုမီဒီယာအခန်းကဏ္ဍတို့ပါဝင်ပါတယ်။အနာဂတ်မှာပေါ်ပေါက်လာမယ့်သတင်းမီဒီယာဆိုင်ရာဥပဒေတွေပြင်ဆင်ရေးဆွဲရမှာ အောက်ခြေကနေအထက်သို့ bottom of federalism ပုံသဏ္ဍာန်ကို အခြေခံဖို့နဲ့မီဒီယာကောင်စီအများပြည်သူဝန်ဆောင်မှုမီဒီယာရဲ့တာဝန်ရှိသူအဖွဲ့အစည်းတွေကိုအစိုးရနဲ့ကင်းလွတ်တဲ့အဖွဲ့အစည်းတွေဖြစ်ဖို့ဆွေးနွေးကြတယ်လို့လည်းသိရပါတယ်။ဒါအပြင်တိုင်းရင်းသားလူမျိုးစုတွေအခြားစုံလင်ကွဲပြားတဲ့အုပ်စုတွေပါဝင်မှုရှိတဲ့ပုံစံနဲ့ဖက်စီတင်ကြောင်းလဲဆွေးနွေးခဲ့ကြပါတယ်။ ငီလာခံကိုလွက်လက်တဲ့မြန်မာတည်မီဒီယာတွေကနေတည်င်းသမားများအရက်ဖက်ဖွဲ့စည်းများတန်တမန်တချို့နဲ့မီဒီယာပန့်ပိုးတဲ့အဖွဲ့အစည်းတွေကနေကိုယ်စားလှယ်များစုစုပေါင်း130နီးပါးတက်ရောက်ခဲ့ကြောင်းသိရပါရရှင်။ ဟုတ်ကဲ့ပါအခုလိုနာတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်